ိုးစီစီတော့ကလေသမားအဖိုးအိုနဲ့အဖွားအိုလင်မယားနှစ်ယောက်ဟာ လေရလောက်ကင်စားတော့ကြပြီးလေခွင်းဆက်တနေရာမှာတဲထိုးပြီးနေကြပါတယ်သူတို့ဟာရေသိမ်းရတဲ့စဘာတွေကိုစဘာကြီးတစ်ခုဆောက်ပြီးတူလောင်ထားကြပါတယ်ဒါအပြင်နွားတစ်ကောင်ဝတ်တစ်ကောင်နဲ့ကြက်တွေလည်းငွေညှိထားပါတယ်စဘာတွေကိုတူလောင်ထားတဲ့စဘာကြီးတွေမှာတော့ကြွက်မိသားစုတစုဟာ ဘာတွေကိုစားတော့ပြီးနေထိုင်ကြပါတယ်။ဒီနေ့မှာဒေသမာဖို့ဟာမျိုးကပြန်ရောက်လာတဲ့အခါမှာလက်ထဲမှာအထုပ်တထုပ်ပါလာတာကိုထရံဘောကချောင်းကြီးနေတဲ့ကြွက်ကလေးကလမ်းတွေးလိုက်ပါတယ်။ကြွက်ကလေးလည်းအဖိုးနဲ့အဖွားကိုအထုပ်ကိုဖွင့်ဖောက်နေတဲ့အချိန်မှာဘလို့စားစရာတွေများ ထွက်လာမလဲဆိုပြီးစိတ်ဝင်တစားနဲ့စောင့်ကြည့်နေခဲ့တယ်။အထုပ်ထဲကထွက်လာတဲ့အရာကိုတွေ့တဲ့အခါမှာတော့ ူကအကြီးကျယ်ထိတ်လန့်သွားပါတယ်။အထုပ်ထဲကထွက်လာတာကျွတ်ထောင်ယောက်တစ်ခုဖြစ်နေလို့ပါပဲ။သူလည်းအလန်တကြားပြေးထွက်လာပြီးချက်ဖာယူကိုတွေ့တဲ့အခါကျွတ်ထောင်ယောက်ကျွတ်ထောင်ယောက်တစ်ခုလဲတဲ့အိမ်ထဲမှာရောက်နေပြီလို့လမ်းပြောလိုက်တယ်။ချက်ဖာကြီးကမြေကြီးကိုရက်နေရကနေကောင်းမွန်ကြည့်လိုက်ပြီးအလန်တကြားနဲ့ရွှေချွတ်ရာကျွတ်ထောင်ယောက်ကကျက်ထောင်ယောက်မှမဟုတ်တာ။ အစားအသောက်ပြန်လျှောက်အောင်မနေနဲ့သွားသွားလို့အော်လွှတ်လိုက်ပါတယ်။ကျွဲကလေးလေးဝမ်းနေသွားပြီးဝမ်းမကြီးကိုသွားပြောပြန်ပါတယ်။ဒေါ်ဝဲကြီးအိမ်ထဲမှာကြွက်ထောင်ယောက်တစ်ခုတွေ့ခဲ့တယ်ဗျာလို့ပြောပြန်ပါတယ်။ဝမ်းမကြီးကအော်ဟုတ်လားအေးအေးဘေးကင်းပါသေးလို့ဆူတောင်းဖို့ကွယ်လို့ပြန်ပြောပြီးပြန်မိန်နေလိုက်ပါတယ်။ကျွဲကလေးလေးအာမကိုရရဲ့ဝမ်းမကြီးစီကထွက်လာခဲ့ပြီ။ နွားကြီးထံရောက်လာပြန်ပါတယ်။သမုံပြန်နေတဲ့နွားကြီးကလည်းမင်းနဲ့ကွာကျွဲထောင်ရောက်တွေ့တာကိုယ့်အကူဆင်ကျင်နေပေါ့ကွာ။ငါနဲ့ပါဆိုင်လို့လေလို့ပြောပြီးကောက်ရိုးတွေကိုဆက်ဝါးနေပါတော့တယ်။ကျွဲကလေးလည်းသူတယောက်တည်းအန်နေရကိုရင်ဆိုင်ရတော့မယ်ဆိုတာတွေးပြီးတော့စိတ်မော်ပြီးသူတို့ခုအောင်နေတိုင်းနဲ့တပတ်ချီတည်းပြန်သွားပါတော့တယ်။အဲ့ဒီညမှာ ဲ့ပကြီးထဲမှာဖောင်းငနေအတန်တစ်ခုကြားလိုက်ရပြီကျက်ထောင်ကျောက်မှာငွေဝေးတစ်ကောင်ရဲ့အမိကညှက်မိနေခဲ့ပါတယ်ထောင်ကျောက်မိတဲ့အတန်ကြားတော့လေသမားဖွားဦးဟာညာဘက်ကြီးမမြင်မဆန်းနဲ့ကျက်ထောင်ကျောက်ကိုလာကြည့်တဲ့အခါနာကျင်ထိတ်လန့်နေတဲ့ငွေဝေးဟာအဖွားဦးရဲ့ခြေထောက်ကိုလှမ်းပေါက်လိုက်ပါတယ်လေသမားအဖိုးကြီးရောက်လာတဲ့အခါအစိမ့်မိနေတဲ့အဖွားအိုးကိုညာရင်းချင်းပဲဆေးရုံကိုအမြန်ပို့ဆောင်လိုက်ရတယ် အဖွားကအသက်မသေးပေမဲ့အသက်ကြီးနေပြီဖြစ်လို့အားနေပြီနှလံမထနိုင်ဖြစ်နေပါတယ်အဖိုးဟာအဖွားကိုအားပြန်ပြေးလာဖို့အိမ်နီးနားချင်းနဲ့အကြံပေးတဲ့အတိုင်းစူဖြိုးနေတဲ့ကျက်ဖာယူဖမ်းကကျက်စုပ်ပြုတ်လုပြီးတိုက်လိုက်ပါတယ်အဖွားကအိမ်ပြန်ရောက်ပေမဲ့ကောင်းကောင်းမသွားနိုင်မလာနိုင်ဖြစ်နေသေးပါပဲအဖိုးကလူနာသောငါရမ်းဖို့ရမတတ်နိုင်ပါဘူးဒါကြောင့် အိမ်နီးနာခြင်းတွေကိုအကူအညီတောင်းရပါတယ်။သူ့ကိုလဲကြလာရောက်အကူအညီပြုစုပေးနေတဲ့အိမ်နီးနာခြင်းတွေကိုအဘိုးဟာခြေစွတင်တဲ့အနေနဲ့ဝမ်းမကြီးကိုပေါ်ပြီးဝတ်သားဟင်းနဲ့ထမင်းအခန့်ကျူမွေးလိုက်ပါတယ်။ရှက်တရပတ်ကြတော့အဖွားအိုလည်းနံပါတ်10ဖြစ်တဲ့အချိန်နဲ့ဆုံးမသွားခဲ့ပါတယ်။အဖွားအိုရဲ့နာရေးမှာလာရောက်ကြတဲ့ဧည့်သည်တွေကို အမေသားဟင်းနဲ့ဧည့်ခံမှုအတွက် ငါးကြီးကိုလည်းတက်လိုက်ရပါတော့တယ်